ရာစုနှစ်များစွာကဘာကြီးကိုမမြင်ရတဲ့အင်အားစုတွေကအုပ်ချုပ်ခဲ့ပါတဲ့လက်တွေ့ဘဝရဲ့ဖုံးကွယ်မှုတွေနောက်ကွယ်မှာလူဝဲအဖွဲ့အစည်းတစ်ခုရှင်တန်နေပါတဲ့နိုင်ငံရေးထုတ်ပြီးဘာသာရေးတွေထဲမှာတော့သူတို့ကထိုးဖောက်ဝင်ရောက်နေပါတယ်သူတို့ကိုသူတို့စာတန်နောက်လိုက်များလို့ခေါ်ပါတယ်သူတို့ရဲ့ရည်မှန်းချက်ကလူတွေကိုကြောက်လန့်စရာကောင်းအောင်စိတ်ကူးကြည့်လို့မရပါဘူးဒါကရိုးရိုးရှင်းရှင်းဒလိထုံနှံတွေဒါမှမဟုတ်မတိမတာကိုးကွယ်မှုတွေကြောင့်မဟုတ်ပါဘူး သူတို့ရဲ့ပန်းတိုင်ကပုံမမောင်မိုက်ပါတယ်လူသားတွေရဲ့ဝိညာဉ်ကိုအပြည့်အဝဖြည့်ဆည်းဖို့လွတ်လပ်တဲ့ဆန္ဒကိုဖြည့်ဆည်းဖို့သူတို့ရဲ့မောင်မိုက်တခင်ကိုဒီကဘာထဲခေါ်ဆောင်လာဖို့ပါပဲဒါကတော့သတင်းထောက်တယောက်ရဲ့ဇလန်းပါသူကအမှန်တရားကိုလုံလုံကဲကဲဖော်ထုတ်မိသွားတယ်ပြီးတော့သူ့နောက်ကိုအိမ်မက်ဆိုးတွေလိုက်လာခဲ့တယ်တန်ကိုးဟာမြေအောက်ရာဇဝတ်ကိုင်းတွေနဲ့ကော်ပိုရေးရှင်းအချင်းပြတ်ခြားစားမှုတွေကို ထုတ်ဖော်ပြသခဲ့တဲ့စုံစမ်းစစ်ဆေးရေးသတင်းထောက်တစ်ယောက်ပါသူ့ရဲ့နောက်ဆုံးတာဝန်ကကြီးလက်ဒေတာမှာလှုပ်ရှားနေတဲ့ဘာသာရေးအစွန်းရောက်ဖွဲ့တစ်ခုအကြောင်းရိုးရိုးရှင်းရှင်းဖော်ပြဖို့ပါဒါပေမဲ့သူစတင်စူးစမ်းတဲ့အချိန်ကစပြီး အရာရာကမူမမှန်တယ်လို့ခံစားလာရတယ်။သူ့ရဲ့သူတည်တနာမှာစာတနောက်လိုက်များဆိုတဲ့အမိကထက်ခါထက်ခါပေါ်လာတယ်။ဒီအမိနဲ့ပတ်သက်တဲ့မှတ်တမ်းတွေတမိုင်းကြောင်းတွေဘာမှမရှိဘူး။ အင်တာနက်ရဲ့မှောင်မိုက်တဲ့ထောင်တွေမှာတိုးတိုးညင်းညင်းပြောနေကြတဲ့အမိတခုပါပဲပျောက်ဆုံးနေတဲ့သူတွေရုတ်တရက်တွေဆုံးမှုတွေထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ဆက်ဆက်နေတယ်ပြီးတော့ချင်းချောက်မှုတွေစလာတယ်။ကိုရက်တံမိုးတတိပေးတဲ့အမိမဖော်တဲ့အီးမေးလ်တွေသူတေချာတုတ်ခတ်ထားတဲ့သူ့တိုက်ခန်းတကားကနည်းနည်းလေးပွင့်နေတာဘသူမှမပြောဘဲအသက်ရှူတံပဲကြားရတဲ့ထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတွေအီတန်ကလွယ်လွယ်နဲ့ကြောက်တတ်တဲ့သူမျိုးမဟုတ်ဘူး။ ဒါကသူ့ကိုပိုပြီးစိတ်အားထက်သန်စေပါတယ်။သူဟာတခုခုကြီးကြီးမားမားကို ထောက်လန်းမိနေတယ်ဆိုတာသိပါတယ်။ဒါပေမဲ့သူ့မောင်မိုက်မှုကဘလောက်နဲ့ဆိုင်နေမှန်းသူမသိခဲ့ဘူး။တညမှာသတင်းစာဟောင်းတွေကိုပြန်လည်သုံးသပ်နေစဉ်အီတန်ဟာထူးဆန်းတဲ့ပုံစံတစ်ခုကို တွေ့ရှိခဲ့တယ်။ပြီးခဲ့တဲ့90အတွင်းနတ်ဆိုးကိုးကွယ်မှုအကြောင်း လူမှုရေးမီဒီယာမှာပြောဆိုခဲ့တဲ့လူတွေဟာထူးဆန်းတဲ့အကြောင်းရင်းတွေနဲ့တည်ဆုံးခဲ့ကြတယ်တချို့ကို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 အဆုံးစီရင်မှုလို့သတ်မှတ်ခဲ့ကြတယ်တချို့ကြတော့ဘယ်တော့မှမတွေ့ရတော့ဘူးဖြစ်ရတိုင်းမှာတူညီတဲ့အရာတစ်ခုရှိတယ်သူတို့ပျောက်ဆုံးတဲ့အချိန်ဒါမှမဟုတ်တည်ဆုံးခဲ့တဲ့အချိန်မတိုင်ခင်မှာ သူတို့အိမ်သားမှာထူးဆန်းတဲ့တင်ဒေတာတစ်ခုကိုတွေ့ခဲ့ကြတယ်ဒါကတော့နှစ်ချောင်းထောင်နေတဲ့မြင်းနဲ့စဝိုင်းတစ်ခုပါဒါကပြောင်းပြန်လန်ထားတဲ့သုံးဆုံးတစ်ခုရဲ့ပုံစံပါ ဤတန်ဟာဒီတင်ကေတကိုရေပင်စိတ်လို့ခေါ်တဲ့မြို့ငယ်လေးမှာရှိတဲ့ဆွန့်ပစ်ခံဖရာเจ้าတခုစီခြေရခံသွားတယ်။ဒါကတော့သူ့ရဲ့ပထမဆုံးအစ်စ်အမှန်တဲလုံစာကိုတွေ့ရှိမဲ့နေရပါ။ဖရာเจ้าကမတည်ငြိမ်မဲ့ပြင်းပေါက်တွေကကွဲနေတယ်၊လေဓုကပုတ်တိုးနေတဲ့အနမ်းနဲ့ပြည်နေတယ်၊အတွင်းမှာတော့နေရံတွေကတွေးချောင်းနဲ့ရေးထားတဲ့တင်ကေတတွေနဲ့ဖုံးနေတယ်၊အခန်းလယ်မှာမိကူမဲ့ဖြစ်နေတဲ့ဖျောင်းနိုင်တွေကပလင်တစ်ခုကိုဝိုင်းထားတယ် ဤတန်ကဓပ်ပုံတွေရိုက်တဲ့သူ့လက်တွေကတုံနေတယ်ဒီနေရာကတက်ရှိတမဲတစ်ခုခုရဲ့ခံစားချက်ကိုသူခံစားရတယ်သူ့ကိုမမြင်ရတဲ့မျက်လုံးတွေကစောင့်ကြည့်နေတယ်လို့ခံစားရတယ်ပြီးတော့မြေအောက်ခန်းကနေလာတဲ့အတန်တစ်ခုကိုသူကြားလိုက်ရတယ်သူကယူတဆိုင်လန်းသွားတယ်နှလုံးခုန်တန်ကပြင်းထန်နေတဲ့ဖုန်းကိုသူ့အိတ်ကထဲမှာမတန်းတင်ထားတဲ့မြေအောက်ခန်းတကားကိုရောက်တဲ့အခါအတန်တွေရက်သွားတယ်ပြီးတော့တူတူညင်ညင်ပြောတဲ့တစ်ခုကိုကြားလိုက်ရတယ်မင်းဒီမှာရှိမနေသင့်ဘူး အီတန်သူလှည့်ကြည့်လိုက်တယ်ဒါပေမဲ့ဘယ်သူမှမရှိဘူးအတန်က အမောက်ထုတဲကနေလာနေတာပါမြေအောက်ခန်းတကားနောက်ကတဲတဲကွဲကွဲအတန်တစ်ခုကြားလိုက်ရတယ်တစ်သားပေါ်မှာလက်သေးတွေနဲ့ကုတ်နေတယ်လို့မျိုးပါအီတန်ကတကားလက်ကင်ကိုလှမ်းကင်လိုက်တယ်ပြီးတော့တကားကသူ့ပသာသူ့ကွင်သွားတယ်မြေအောက်ခန်းထဲမှာလေဒူးကထူထဲပြီးမွန်းကျက်နေတဲ့နေရံတွေမှာအဲ့ဒီသုံးဆုံးနံပုံစံတင်ဂီတာတွေနဲ့ဖုံးနေတဲ့အခန်းလယ်မှာ လူသားအကျဉ်းကျန်တွေနဲ့ဖုံးနေတဲ့ကြောက်ပလင်တစ်ခုရှိနေတယ်ပြီးတော့သူတွေးလိုက်ရတယ်အမဲရောင်ဝိယုံတွေဝှထားတဲ့ပုံရိပ်တွေဝိုင်းနေကြတယ်သူတို့ရဲ့မျက်နာတွေကိုဖုံးထားပေမဲ့အီတန်ကသူတို့ရဲ့လက်တွေကိုမြင်နေတယ်မင်းနဲ့နေတဲ့လက်တွေလက်သေးရှိကြီးတွေပါသူတို့တွေကတယောက်ကရှေ့ကိုတိုးလာပြီးသူခေမျက်နှာဖုံးကိုခွာချလိုက်တယ်အီတန်ရဲ့အသက်ရှူတန်ကရက်သွားတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီအမျိုးသားရဲ့မျက်လုံးတွေကလုံးဝမဲနေတယ် အရေးပြားပုံမှာထူးဆန်းတဲ့အမှတ်တွေရှိနေပြီးဒီအမှတ်တွေကရွေလျားနေတယ်လို့ပါပဲသူပြောတဲ့စကားရဲ့အတန်ကလည်းလူသားဆန်တဲ့အတန်မဟုတ်ပဲကြမ်းတမ်းပြီးမှောင်မိုက်နေတယ်မင်းကိုဒီမှာကြိုးစိုးမနေဘူးဒါပေမဲ့မင်းကိုငါတို့စောင့်နေတာကြာပြီအီတန်ကထွက်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့ဝိယုံမဲတွေဝတ်ထားတဲ့ပုံလေးတွေကသူ့ကိုဝိုင်းထားတယ်သူခုခံဖို့ကြိုးစားတယ်ဒါပေမဲ့သူတို့ရဲ့အင်အားက လူသားတယောက်ရဲ့အင်အားထက် ပိုကြီးမားနေတယ်ခေါင်းဆောင်ကဆက်ပြောတယ်မင်းမြင်မြင်နေရတာတွေကိုမြင်လို့မရဘူးအခုမင်းကိုပြန်လဲမွေးဖွားစေရမယ်သူတို့ကအီတန်ကိုပလင်ပေါ်တင်လိုက်တယ်အီတန်ကအော်ဟစ်တယ်ကန်နဲ့ခုခံတယ်ဒါပေမဲ့ခေါင်းဆောင်က သူ့နားကိုနီးကပ်လာပြီးတူတူညင်းညင်းလေးအမိတခုကိုပြောလိုက်တယ်အီတန်ကဒီအမိကိုကြားလိုက်တာနဲ့သူ့စိတ်ထဲမှာအရာရာတွေပြိုကွဲသွားတယ်အီတန်ကို၃ရက်ကြာမှဖះเจ้าကနေမိုင်ပေါင်းများစွာဝေးတဲ့လမ်းမပေါ်မှာ လမ်းလျှောက်နေတာကိုတွေ့ရှိခဲ့တယ်။သူ့ဝတ်စားတွေကစုပ်ပြဲနေတယ်၊သူ့ခန္ဓာကိုယ်မှာနှဆိုင်တဲ့ခြေရာတွေရှိနေတယ်။ဒါပေမဲ့အဆိုးဆုံးအရာကသူ့မျက်လုံးတွေပါ။သူ့မျက်လုံးတွေကလုံးဝမဲနေပြီ။သူစကားမပြောတော့ဘူး။ဆရာဝန်တွေက သူ့ကိုမေးခွန်းတွေမေးတဲ့အခါသူကတခုလေးသောအရာကိုပဲခဏခဏရေးတယ်။အီတန်ကိုဟာသူ့အရင်ကလိုလူမဟုတ်တော့ပါဘူး။စေယောကစေယုံမှာပိတ်မိနေတဲ့သူဟာနိုင်ပေါင်းများစွာတိတ်ဆိတ်စွာထိုင်နေပြီး မိနဲ့နေတဲ့မျက်လုံးတွေနဲ့ဘသူမှနားမလည်နိုင်တဲ့အမိတခုကိုတိုးတိုးညင်းညင်းပြောနေတယ်ဆရာဝန်နေနဲ့သူနာပြုတွေကဆေးဝါးတွေစိတ်ကြွဆေးတွေနတ်ဆိုးနေနဲ့ပူဇော်တက္ကရီထိစမ်းသက်ကြည့်တယ်ဒါပေမဲ့ဘာမှအလုပ်မဖြစ်ဘူးအီတန်ကတုံ့ပြန်မှုမရှိဘူးတနေ့မှာတော့လူနာအစ်တစ်ယောက်ဆေးရုံကိုရောက်လာတယ်သူမရဲ့အမိကအဲ့လစ်မွန်ရိုးပါသူမကတီးတန့်စုံစမ်းစစ်ဆေးရေးမှုတယောက်ဖြစ်ပြီး ဤတန်ရဲ့ပျောက်ဆုံးမှုကိုလိုက်လံစုံစမ်းဖို့ငားယမ်းခံရသူပါသူမကဤတန်ရဲ့လမ်းကြောင်းကိုလိုက်ခဲ့တယ်ရေပင်စိတ်မျိုးကဆွန့်ပစ်ခံဖះเจ้าကိုတွားခဲ့တယ်ဤတန်မြင်ခဲ့တဲ့တင်ဂီတာတွေကိုသူမလည်းမြင်ခဲ့တယ်ပြီးတော့ဤတန်လိုပဲသူမလည်းအမောင်ထုတဲကအတန်ကိုကြားခဲ့ရတယ်သူမဆေးရုံကိုရောက်လာတဲ့အချိန်မှာဤတန်ကသူ့ကောင်းကိုသူ့မစီလှည့်လိုက်တယ်လာပေါင်းများစွာစကားမပြောခဲ့တဲ့သူကပထမဆုံးအချိန်ရှင်းရှင်းလင်းလင်းပြောလိုက်တယ် သူတို့ကမင်းဒီမှာရှိနေတာသိနေပြီးအဲလစ်ကရက်သွားတယ်နောက်မကြခင်ထွက်သွားတဲ့နဲ့သူမကနားမထောင်ခဲ့ဘူးဒါကတော့သူမရဲ့ပထမဆုံးအမှားပါပဲအဲလစ်ကနောက်ရက်အနေငယ်အတွင်းအီတန်ကိုမေးမြန်းတယ်သူကသူမကိုပဲပြောတယ်သူပြောတဲ့စကားတွေကဘာမှအတိတ်ပဲမရှိဘူးရှေးဟောင်းတလိထုံးတွေဘယ်တော့မှမဖွင့်တဲ့တကားတွေ ငရဲ့နှက်ကနေတခုခုထွက်လာမဲ့ဗျာဒိတ်တွေအကြောင်းတူတူညင်ညင်ပြောနေတဲ့သူမကဒါကိုစိတ်ပိုင်းဆိုင်ရာကျိုးပဲ့နေတဲ့သူရဲ့စကလုံးတွေလို့ထင်ခဲ့တယ်။ဒါပေမဲ့အိမ်မက်ဆိုးတွေစတင်လာတယ်။ညတိုင်းအဲလစ်ကသူ့အိမ်ရာအဆုံးမှာရက်နေတဲ့အရေးတခုကိုမြင်မက်တဲ့မျက်နှာမရှိ ပုံတရံမရှိမိစရီလိုမျက်လုံးတွေနဲ့ကြီးမားတဲ့အရာတခုပါပဲ။သူမက လေရီကိုရှူးဆိုင်ပြီးနိုးလာတဲ့သူ့ခန္ဓာကိုယ်ကချွေးရည်နဲ့ရွှဲနေတယ်ပြီးတော့ထူးဆန်းတဲ့အရာတွေဖြစ်လာတယ် သူမတိုက်ခန်းတကားကသူမတေချာတော့ခတ်ထားတာတောင်ဖွင့်နေတယ်။အရာဝတ္ထုတွေကသူ့ဘာသာသူရွေ့နေတယ်ပြီးတော့တခါတော့ကအီတန်ကျောင်းမတ်စုတွေကိုပြန်ကြည့်နေစဉ်သူ့နာမည်ကိုတိုးတိုးညင်းညင်းပြောတမ်းကြားလိုက်ရတယ်။သူမတယောက်တည်းမဟုတ်တော့ဘူး။သူ့ကိုစောင့်ကြည့်နေတဲ့သူတွေရှိနေပြီးအနက်ဆိုင်ဆုံးနေရာမှာတော့သူမတိနေပြီးစေတံနောက်လိုက်များကသူမကိုရှာတွေ့သွားပြီးအမှန်တရားကိုဖော်ထုတ်ဖို့စိတ်ပိုင်းဖြစ်ထားတဲ့အဲလစ်ကရေပင်စိတ်ကိုပြန်သွားတယ်။ဒါပေမဲ့သူမရောက်တဲ့အခါမြို့က မတူဘူးဆိုင်တွေကစွန့်ပစ်ထားတဲ့လမ်းတွေမှာတိတ်ဆိတ်နေတဲ့လေထုကပုတ်တိုးနေတဲ့အနံ့နဲ့ပြည့်နေတယ်။တော့သူမသတိထားမိတာကအဆောက်အုံတိုင်းလမ်းဆိုင်ပုတ်တိုင်းနေရာတိုင်းမှာတယောက်ယောက်ကဤတန်ဖះเจ้าမှာမြင်ခဲ့တဲ့တင်ဂီတကိုစေးနဲ့ရေးထားတဲ့လှုပ်ဝက်ဖွဲ့ရဲ့သုံးဆုံးတံပုံစံတင်ဂီတပါအလစ်ကသူ့ကိုစောင့်ကြည့်နေတဲ့မျက်လုံးတွေခံစားရတယ်သူမတယောက်တည်းမဟုတ်ဘူးအမဲရောင်ဝိယုံဝထားတဲ့လူတယောက်ကအမောင်ထုထဲကနေထွက်လာတယ် မင်းဒီမာလာမနေသင့်ဘူးအဲလစ်ကတနက်ကိုလှမ်းကင်တယ်ဒါပေမဲ့သူ့လက်တွေက တုံနေတယ်အခုဆို နောက်မကြတော့ဘူးသူမတုံပြန်နိုင်ခင်သူ့ပဝင်ချင်းကမဲမောင်းသွားတယ်အဲလစ်ကအေးဆက်တဲ့မှောင်မိုက်တဲ့အခန်းထဲမှာနိုးလာတယ်သူ့လက်နဲ့ခြေထောက်တွေကိုချီနှောင်ထားတယ်လေဒူးကနန်းတာတိုင်းနဲ့ပြည်နေပြီးကိုဆိုးတာကတွေးရဲ့အနက်မှာဖျောင်းတိုင်တွေကနယံတွေပေါ်မှာလိန်ကောက်နေတဲ့အရေးတွေကိုဖြစ်ပေါ်စေတယ်ပြီးတော့သူ့မကြားလိုက်ရတယ်တိုးတိုးညင်းညင်းရုပ်စုံတန်တွေ ဒါစင်နဲ့ချီတဲ့ခေါင်းဖိုးဝတ်ထားတဲ့ပုံရိပ်တွေကသူမကိုဝိုင်းထားတဲ့အတန်တွေကနှိမ်ပြီးစိတ်ချညီနေတယ်။အခန်းလယ်မှာပလင်တစ်ခုရှိနေတယ်ပြီးတော့သူ့ဘေးမှာအီတန်ဒါပေမဲ့သူကမတူတော့ဘူးသူ့မျက်လုံးတွေကကျဲနေပြီးပါဇက်ကသူ့ဟာမဟုတ်တဲ့ပြုံးနေတယ်လို့ပါပဲမင်းကအဖြေတွေကိုလိုက်ရှာနေတာလားသူကလူသားမဆန်တဲ့အတန်နဲ့ပြောတယ်အဲလစ်ကသူ့ချီနောက်မှုတွေကိုခုခံတယ်ငါကိုလွတ်လိုက်စမ်းအီတန်ကရေတယ်ဦးအဲလစ် မင်းနားမလဲဘူးဒါကမင်းမတရားကိုရှာဖွေတာနဲ့မဆိုင်ဘူးသူကနီးကပ်လာပြီးလာပေါင်းများစွာသူပြန်ပြောနေတဲ့အမိတခုကိုတိုးတိုးညင်းညင်းပြောလိုက်တယ်သူမကြလိုက်တဲ့အချိန်မှာသူ့စိတ်ထဲမှာတခုခုကြိုးပဲ့သွားတယ်။နာကျင်မှုကသူ့မျက်လုံးတွေနောက်မှာပေါက်ကွဲသွားတယ်။သူ့ခန္ဓာကိုယ်ကတောင့်သွားတယ်။ပြီးတော့ရှေးဟောင်းတဲ့အရာတခုရဲ့မြင်ကွင်းကိုသူမှမြင်လိုက်ရတယ်။ကြီးမားပြီးစာလောင်နေတဲ့အရာတခုမြေအောက်မှာမြုပ်နှံထားတဲ့အရာလွမြောက်ဖို့ ဆောင်းဆိုင်နေတာပြီးတော့သူမတိလိုက်တယ်ဒလိထုံနှန်းကစတင်နေပြီအလစ်ကအော်ဟစ်တယ်လူဝက်အဖွဲ့ဝင်တွေကပူကျလောင်စွာရွတ်ဆိုတဲ့နယံတွေပေါ်ကတင်ကြတာတွေကမီးရှံတွေလိုတောက်လာတယ်မီးတောက်တွေလိုခုန်နေတယ်အီတန်ကလက်တွေကိုမြောက်လိုက်တယ်အချိန်တန်ပြီးသူတို့အောက်ကမြေကြီးတွေအကွဲလာတယ်လေဒူးကကြားနာရခတ်တဲ့အတန်တစ်ခုနဲ့တုံခါနေတယ်ပြီးတော့လက်တစ်ဖက်ကအမောင်းထူးတွေကနေထွက်လာတယ် လူသားမဟုတ်ဘူးလုံးဝမဟုတ်ဘူးသူ့လက်ချောင်းတွေကရှည်ပြီးလိန်ကောက်နေတဲ့အမဲရောင်ကြီးခွန်တွေနဲ့ဖုံးနေတဲ့အသားတွေကိုဖျက်ထုတ်နိုင်တဲ့လက်သေးချုံတွေပါပြီးတော့မျက်လုံးတွေကပေါ်လာတယ်။ကြီးမားပြီးအနီရောင်တောက်နေတဲ့မျက်လုံးတွေလူသားတွေရဲ့နားလည်နိုင်စွမ်းထက်ကျော်လွန်တဲ့ဉာဏ်ရည်နဲ့ပြည့်နေတယ်။အလစ်ကလှုပ်မရဘူးအသက်ရှူလို့မရဘူးဒီတတဝါကနိုးထလာနေပြီးပြီးတော့သူ့လုံးဝလွတ်မြောက်သွားရင်ဘယ်သူမှသူ့ကိုမတားဆီးနိုင်တော့ဘူး။ အဲ့လစ်မှာအခွင့်အရေးတစ်ခုရှိနေတယ်။သူမဘလို့တိလဲ၊သူမကိုယ်တိုင်မသိဘူး။ဒါပေမဲ့ဒလိထုံတန်းကမပြီးသေးဘူး။အခုထိရတံမှုအချင်းရှိသေးတယ်။သူမကသူ့စိတ်အားလုံးကိုစူးစီးလိုက်တယ်၊သူ့ချီနှောင်မှုတွေကိုဖျက်ပြီးပလင်ပေါ်ကဓာတ်တစ်ချောင်းကိုကောက်ယူလိုက်တယ်ပြီးတော့အီတန်ရဲ့ရင်ဘတ်ထဲကိုထိုးသွင်းလိုက်တယ်။အီတန်ကဟစ်အော်လိုက်တယ်၊သူ့မျက်လုံးတွေကတစ်ဖက်ဖက်လင်းလာတယ်မဟုတ်ဘူး။မင်းနားမလဲဘူး။ငါတို့အားလုံးက သူဖြစ်နေပြီခန္ဓာကိုယ်ကမြေကြီးပေါ်ကိုပြိုလဲသွားတယ်လူဝက်အဖွဲ့ဝင်တွေကအော်ဟစ်ကြတယ်အခန်းကပြင်းထန်စွာ တုန်ခါနေတယ်ဒီကြီးမားတဲ့တရဝါကဒေါသထွက်ပြီးအော်ဟစ်တယ်ပြီးတော့တိတ်ဆိတ်သွားတယ်မြင်ကွင်းတွေပျောက်ွယ်သွားတယ်တင်ကြေးဓာတ်တွေမိမ့်မိန်သွားတယ်အိမ်မဆိုးကပြီးဆုံးသွားပြီးဒါမှမဟုတ်အလစ်ကထင်ခဲ့တာပါအဲလစ်ကရေပင်စိတ်ကိုမိမ့်မိန်စွာထွက်ပြေးခဲ့တယ်မြို့ကအခုတော့စွန့်ပစ်ထားတယ် လူဝက်ဖွဲ့ရဲ့လက္ခဏာတွေဖြစ်ပျက်ခဲ့တဲ့အရာတွေရဲ့တသက်တွေဘာမှမရှိတော့ဘူး။ Ethan ရဲ့ခန္ဓာကိုယ်ကိုဘယ်တော့မှမတွေ့ရတော့ဘူး။ဒါပေမဲ့ Alex ကဒါကမပြီးသေးဘူးဆိုတာသိနေတယ်။ဘာလို့လဲဆိုတော့ညတိုင်းသူမမျက်လုံးမိတဲ့အခါသူမကြားနေရဆဲပါ။ပြီးတော့ကမ္ဘာအနှက်ဆိုင်ဆုံးနေရာတွေမှာစေတန်နောက်လိုက်များကဆက်ပြီးစောင့်ဆိုင်နေကြတယ်။အစီအစဉ်တွေချနေတယ်၊ပြင်ဆင်နေတယ်သူတို့ရဲ့တခင်ကြီးနောက်ဆုံးပေါ်ထွန်းလာမယ်နေ့အတွက်ပြီးတော့နောက်တစ်ချိန်မှာတော့ သူ့ကိုတားဆီးဖို့ဘယ်သူမှကြံမနေတော့ဘူးဒီဗီဒီယိုလေးကိုနှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်